ရခိုင်ရပိုင်းမိုးစက်တိုက်ရွာသွန်းနေတာကြောင့်ရန်ကုန်မြို့ကမြို့နယ်အများစုမှာရေမြုံမှုတွေဖြစ်ပေါ်နေတဲ့အချိန်မြောက်တကုံကိုမကောင်းပြောနေကြတဲ့သူတွေဟာတထင်းရွက်ကွက်ကိုမနာလိုသူတွေပါဆိုပြီးတော့ထဲပြောလာခဲ့တဲ့တရုတ်ဆောင်နိုင်ရှင်မြင့်မို့ မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်နိုင်ရှင်မြေမိုးကရန်ကုန်မှာမိုးရွာရင်မြို့နယ်အများကြီးရေကြီးသလိုဝင်းစရန်တာလမ်းမကြီးဆိုလီလော်လို့ရပါပေမဲ့မြောက်တကုံကိုပဲတတိတရဝေဖန်နေကြတဲ့သူတွေဟာတထင်းတွေနာမည်ကြီးတွေပဲစုနေတဲ့မြို့နယ်မျိုးမနာလိုစွာဝေဖန်နေကြတာဖြစ်တယ်လို့ထောက်ပြလာခဲ့တာဖြစ်ပါတယ်မြောက်တကုံမှာချောင်းနဲ့နေတဲ့ရက်ွက်တွေလမ်းတွေရေမြုပ်တယ်လို့လူပြောများလွန်းလို့ညာကြီးမင်းကြီးသူမရဲ့အသက်ဆောင်နေတဲ့မြောက်တကုံအိမ်ကိုသွားကြည့်တဲ့အချိန်ရေလုံးဝမကြီးနေကြဘူး သူမအိမ်သွားတဲ့လမ်းမှာဖြတ်လာရတဲ့ရန်ကုန်တမျိုးလုံးမှာတော့ရေမြုံနေတဲ့အကြောင်းဓာတ်ပုံတွေနဲ့တကွချပြလာခဲ့တာလည်းဖြစ်ပါတယ်တေယောဆောင်နိုင်ရှင်မြေမိုးကမိုးရွာပြီးရေကြီးပြီဆိုရင်မြောက်တကုံကိုတထေးရက်ကွက်ဆိုတထေးတွေကြီးနေတာဆိုရေတွေကြီးနေတာပျော်စရာကြီးညပတ်ဆုပ်ပြတ်တက်နေတာပဲဆိုပြီးတော့မြောက်တကုံမြို့ကြီးဈေးတက်စီကားပြီးတော့တထေးတွေနာမည်ကြီးတွေပဲဆူနေလို့ဗလိန်းနေတဲ့လူတစုကတက်တက်ရှိတယ် တကယ်မိုးများပြီးမိုးကြီးပြီးဆိုရင်ရန်ကုန်မြို့ထဲမှာမြောက်တကုံတစ်ခုပဲကွက်ပြီးတော့ရေကြီးတာမဟုတ်ဘူး။ရန်ကင်း Golden City လို့ရှိမှလည်းရေကူးလို့ရတယ်။ဝီဇန်နီယာလမ်းမကြီးလို့လမ်းကျယ်ကြီးမှလည်းလှေလောလို့ရတယ်။မယုံရင်ဒီတပ်ပုံတွေကိုဝင်ကြည့်သွားလိုက်။ရေကြီးပြီဆိုရင်မြောက်တကုံတစ်မျိုးလုံးရေတွေလွှမ်းခြုံတာမဟုတ်ဘူးချောင်းနဲ့နေတဲ့ရက်ွက်တွေလမ်းတွေလောက်ပဲကြီးတာ အခုတင်ထားတဲ့ပုံကဟိုတယ်လောကအကြီးကျယ်မုံတိုင်းဝင်ပြီးတော့ညဘက် live လွှင့်ပြီးအပြန်ချက်ချင်းကိုဆောင်နေတဲ့နေရာရက်ွက်ကိုသွားကြည့်တာကိုလည်းဒီလောက်ရွာတော့သူများတွေရေးတင်နေတော့ကိုလမ်းလဲရေးကြည့်ပြီးထင်တာမနေ့ကလိုပဲလမ်းပေါ်မှာတဝေထိုးရောက်ောက်ရေးရေးဆိုပြီးတော့မြေပြူနဲ့ရေးခဲ့မလို့မြေပြူမပါသွားလို့နမဲကြီးပြီဆိုရင်လူမမဟုတ်ဘူးတမဲမျိုးနဲ့တခုကိုတော့အမြုံစိမ့်နဲ့ဝိုင်းပလိန်တက်ကြတာဆိုပြီးတော့ထောက်ပြလာခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်နှန်းရှင်မြင်မို့ကတော့တစ်ချိန်လုံးကစပိုတရုတ်ဆောင်တယောက်ဖြစ်ခဲ့ပေမယ့် live scene လောကမှာဆရာတဆူဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာရန်ကုန်ကတထင်းတွေအများကြီးနေတဲ့ဆိုတဲ့အမြောက်တကုံကနေရာမှာတော့မြေကွက်တွေဝယ်ပြီးတော့ဆူထားနိုင်သူလည်းဖြစ်ပါတယ် အခုဆိုရင်လေမြောက်ထကုံကသူမရဲ့မြေခွက်ထဲမှာတိမ်မောင်းတောင်းချင်အကုန်ခံပြီးတော့နေအိမ်စားလုံးနေတာဖြစ်ပြီးသူမအနေနဲ့ကတော့အခုလိုနေရာတနေရာရဖို့အစွမ်းကုန်စ조사ခဲ့တာဖြစ်တယ်လို့အောင်မြင်လာတဲ့အချိန်မှာတော့တက်ရှိလူကိုသားမကတက်မဲ့မြို့နယ်တွေမှာပါဝိုင်းပြီးတော့ပလိန်နေကြတယ်ဆိုပြီးပြန်ပြောလာခဲ့တာလည်းဖြစ်ပါတယ်